ုတင်တဲ့အကြောင်းဒီမာနပြောကြချင်ပါလေအမှန်တကယ်ဆိုရင်တော့ကျွန်တော်ဒီလိုမျိုးအတာတရံကာလနှစ်တကူကာလဆိုတာအားလုံးကိုမင်္ဂလာပါလို့တုတ်ခွန်းဆက်လိရှိတဲ့အချိန်အကာသမယဖြစ်သလိုနောက်ထပ်နှစ်တက်မှာကံကောင်းခြင်းနေမင်္ဂလာပေါင်းနေပုံပုံပြည့်စုံပါစေလို့ဆုတောင်းပေးလိရှိတဲ့အစဉ်လာရှိတဲ့ ကျွန်တော်တို့တိုင်းပြည်ရဲ့ delivery ဖြစ်ပါတယ်ဒါပေမဲ့ဒီကနေ့မှာတော့ကျွန်တော်တို့က covid ကာလတွေကနေစပြီးတော့ခံစားခဲ့ရတဲ့ဒုက္ခတွေ covid ကာလအပြီးမှာအာနာရှင်အာနာယူတွေကြောင့်ကြုံတွေ့နေရတဲ့စစ်တပ်ကဖန်တီးတဲ့ဒီဒုက္ခတွေအခုဆိုရင်ငလင်တန်လိုမျိုးတဘာဝဘေးတန်တွေကြောင့်မလို့ ထမှန်ခံစားနေရတဲ့ပြည်သူတွေရဲ့ဘဝတွေကိုစာနာနားလည်ခံစားမိနေတဲ့အတွက်ကြောင့်မလို့မင်္ဂလာပါလို့နှုတ်ဆက်ရပါတော့ကျွန်တော်တို့မနှုတ်ဆက်နိုင်တဲ့အခြေအနေမျိုးဖြစ်ပါတယ်မင်္ဂလာပေါင်းမြင်တဲ့ခါကြောင်းလေးရှိတဲ့ကျွန်တော်တို့တိုင်းပြည်မှာအကြမ်းဖက်စစ်တပ်ကအာဏာကိုလုယူခဲ့တဲ့ကာလတွေကပြည်သူလူထုအပေါင်းဒုက္ခတွေဝေခဲ့တာကြာခဲ့ပါပြည်သူလူထုတွေအနေနဲ့ အာနာကိုစပြီးတော့တိန်းနေရစန့်ကျင်မှုတွေကြောင်းဖြိုခွင့်ခံရသလိုအခုဆိုရင်လေချောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေကြောင်းနေအိမ်အောင်ပြန်စရာမရှိတော့တဲ့မိသားစုတွေမိသားစုတွေစုံနိုင်မှုမရှိတဲ့ညစာစာပွဲတားတွေတမိတွေဘယ်ရောက်လို့ရောက်မှမသိဘူး ကလေးတွေကိုတိုင်းစာတင်နေနေဘုံဟူချင်းတွေကိုထွက်ပြေးနေရတဲ့ဘဝတွေကြုံတွေ့နေရတဲ့ဘဝမှာကျွန်တော်တို့ပထမဦးဆုံးစာနာနားလည်မှုကိုပြသသောအဖြစ်အခုလိုမျိုးအခမ်းအနားကိုအတိတ်ပဲရှိရှိစီစဉ်ဆောင်ရွက်ပြီးတော့ပါဝင်ပေးချတဲ့အားလုံးရှင်တွေကနှလုံးသားတွေကတကယ့်ကိုတက်လက်တွေလဲကျေးဇူးတင် စာနာမှုဆိုတာလူသားတွေရဲ့ခြေထဲမှာငကိုရရှိတာဖြစ်ပါလာပြီးတာဖြစ်တဲ့လူသားစံမောခံစားမှုဖြစ်ပါတနာစရာရှိတနာကြမယ်။ကုညီစရာရှိရင်ကုညီကြမယ်။ငါတို့ဘာအတွက်ဘလူတွေအတွက်ဘလို့လှုပ်ဆောင်ကြမယ်ဆိုရယ်စိတ်ထားကတိလတရားခိုင်မြဲပြီးတော့လူသားစိတ်ရှိတဲ့လူရဲ့ကိုကျင့်တရားပြည့်ဝတဲ့လူတိုင်းရဲ့စိတ်ထဲမှာရှိပြီးသားဖြစ်ပါတယ်။ ဒါပေမဲ့လူစိတ်မရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့လှုပ်ဆောင်မှုတွေကြောင့်မလို့ကျွန်တော်ပြည်သူတွေဒုက္ခရောက်နေကြရတယ်။သူတို့မှခံစားချက်စာနာချက်ဆိုတာမရှိဘူး။ပြည်သူတွေကိုတတ်ဖြတ်ဖို့အကြမ်းဖက်ဖို့ဘသူတွေဖြစ်ဖြစ်ခြေမုံးဖို့ဆိုတဲ့စိတ်ထားမျိုးနဲ့သူတို့ရဲ့လူမဆန်တဲ့လုပ်ရက်တွေကြောင့်မလို့ကျွန်တော်တို့အခုလိုမျိုးလူတို့တွေဒုက္ခရောက်နေတယ်။ လူသားဆန်တဲ့စိတ်ရှိရကျွန်တော်တို့ကစာနာစိတ်နဲ့အခုလိုမျိုးကူညီကြတာဖြစ်ပါအဲ့တော့ကောင်းမွန်တဲ့စိတ်ထားရှိရစာနာစိတ်ရှိရသူတွေအခုလိုစာနာတကြံမှာလာရောက်ပြီးတော့တွေ့ရတာကျွန်တော်တို့အတွက်ခွန်အားတွေအများကြီးဖြစ်နေပါဒါပေမဲ့ဒီစွဲအဲမှာလည်းစာနာစိတ်တစ်ခုနဲ့ကျွန်တော်တိုင်းပြည်ကိုတူဆောင်လို့မရပါဘူးစာနာတဲ့အပြင်ဒီစာနာမှုကိုတွန်းလှန်ဖို့အတွက်လူသားဆန်သောကူညီတွေလိုအပ်လိုအပ်တယ်လို့ဒါတွေကိုဖန်တီးနေတဲ့ အကျမ်းဖက်စစ်အုပ်စုနဲ့အကျမ်းဖက် အာဏာရှင်စနစ်တွေကိုတွန်းလှန်လိုတဲ့တော်လှန်စိတ်လည်းရှိဖို့လိုအပ်ပါတယ်။စာနာတနာတဲ့ခုရယ်နဲ့လှုပ်ဆောင်ရင်ကျွလုံတဲ့သူကဆက်ပြီးကျွလုံနေအောင်ပါပဲ။ကျွန်တော်တို့လည်းဆက်လက်ပြီးတော့စာနာနေအောင်နဲ့ဘဝပေါင်းများစွာပေးဆက်နေအောင်ပါပဲ။အဲဒီတော့စာနာမှုကိုအခြေတည်ကိုကျစ်စာတရားကိုကျွန်တော်တို့အရင်ပြုပြီးတော့မတရားမှုကိုတော်လှန်စိတ်ရှိရဲ့တော်လှန်သူများတက်ပြီးတော့ဖြစ်ဖို့တွင်လည်းအရေးကြီးပါတယ်။ ်ဒီနေရာမှာတော်လန်မှုဆိုတဲ့ဟာပြောချင်ပါတယ်တော်ရဲမှာလက်နဲ့ကင်နဲ့ရဲဘော်တွေရှိတယ်တော်လန်တော်လန်ရင်သမားဖြစ်တယ်လို့အခုလိုမျိုးပွဲတွေမှာကိုယ့်ရဲ့ပင်ပင်မမနဲ့ရှာဖွေရင်းနှီးပြီးတော့စူဆောင်းထားတဲ့ငွေတွေကိုတော်လန်ရေးအတွက်အသုံးပြုခြင်းလှူဒန်းခြင်းဒီအတွက်အချိန်တွေပေးဆက်ပြီးတော့စေတနာဝန်ထမ်းလှုပ်ဆောင်ကြတယ်တော်လန်ရေးပဲဖြစ်ပါတယ်။နေရာဒေသနဲ့ တာဝန်တွေမတူညီကြပါဘဲအာနာရှင်ကိုတော်လှန်ခြင်းနဲ့ဆိုတော့စိတ်ရှိတဲ့လူတိုင်းကအကုန်လုံးတော်လှန်ရေးသမားပဲဖြစ်ပါတယ်တော်လှန်စိတ်ရှိတဲ့သူတွေအားလုံးဟုတ်ပါလားမဟုတ်ပါဘူးလားဒါကြောင့်မလို့ကျွန်တော်တို့စာနာစိတ်ကနေစိတ်တော်လှန်စိတ်ကိုကျွန်တော်တို့ကူပြောင်းမှုတော်လှန်စိတ်နဲ့ကိုညီနိုင်မှုတော်လှန်စိတ်နဲ့တိုက်ပွဲဝင်နိုင်မှုဆက်လက်ပြီးတော့ပန်ချလိုပါတယ်။တစ်ဆက်တည်းမှာပဲအခုဆိုရင်တော်လှန်ရေးကျွန်တော်တို့၄နှစ် ။တချို့တွေကမေးကြတယ်ဘယ်လောက်ကြာမလဲ။အားလုံးညီရင်အမြန်ပြီးမယ်။အားလုံးမညီရင်ပို့ပြီးတော့စစ်တကသဘောကြပြီးကြာမယ်။အဲ့ဒါပဲကျွန်တော်ပြောချင်တယ်။အဲ့တော့ဒီနေရာမှာလေးနှစ်တာကာလအတွင်းမှာအားတွေညော့သွားတဲ့သူမျိုးလေးနှစ်တာကာလမှာကိုယ်လိုလိုနဲ့ဘက်ပြောင်းသွားတဲ့လူမျိုးလေးနှစ်တာအတွင်းမှာမလုံတော့ပါဘူးစိတ်ကျက်သွားတဲ့လူမျိုးလည်းရှိနိုင်တယ်ဒါကလူရဲ့တဘာဝပဲလူတိုင်းတယောက်နဲ့တယောက်မတူကြဘူး ဒါပေမဲ့တော်လန်ကြီးဘလောက်ပဲကြာကြာအာနာရှင်စနစ်ကိုတိုးလှန်မယ်ဆိုတော့မှန်ကန်တဲ့ယုံကြည်ချက်လည်းမပါလို့မရပါဘူး။စာနာစိတ်ထူတဲ့နဲ့တော်လန်စိတ်ထူတဲ့နဲ့မဟုတ်ဘဲနဲ့ငါတို့လုပ်နေလုပ်ငန်းကအမှန်တရားအတွက်တိုက်ပွဲဝင်နေကြတယ်။ဖိနှိပ်ခံပြည်သူအတွက်လှုပ်ဆောင်နေရတယ်။ငါတို့ကနိုင်ကိုနိုင်ရမယ်ဆိုတော့နိုင်ခြင်းနဲ့စိတ်ကိုမွေးမှအနိုင်ကကိုယ်စီရောက်လာမှာဖြစ်ပါတယ်။အဲဒီတော့တော်လန်စိတ်စာနာစိတ်တွေဖြင့် အောင်မြင်ရမယ်ဆိုရဲယုံကြည်စိတ်တွေဆက်လက်မွေးမြူခြင်းပါတယ်။ဒါဆိုကျွန်တော်တို့အားလုံးကအောင်ပွဲကိုမလွဲမသွေအမြန်ဆုံးရောက်ရှိမှာဖြစ်ပါတယ်။အဲ့တော့ဒီကာလမှာကျွန်တော်တို့လည်းတိုက်ဆိုင်လို့ဒီမှာစာနာဒီစာနာတကြံရောက်ရှိလာပေမဲ့ကျွန်တော်တို့တော်လှန်ရေးကလည်းဆက်ပြီးတော့လှုပ်ဆောင်နေရပါတယ်။ဒီကြားထဲမှာတယောက်နဲ့တယောက်သွေးမကွဲဘူးတယောက်နဲ့တယောက်အပြစ်မမြင်ဘူး ဒါပေမဲ့တစ်ချက်တည်းမှာလည်းရံငါစီးပြတ်ဖို့ကလည်းအရေးကြီးပါတယ်။ဒါကြောင့်မလို့ကိုကူကိုတော်လှန်ရေးသမားလို့လက်ခံထားတဲ့သူတိုင်းတော်လှန်ရေးအတွက်လှုပ်ဆောင်ပေးဖို့ရယ်တော်လှန်တဲ့သူချင်းချင်းစီးလုံးညီညွတ်ဖို့ရယ်တော်လှန်ရေးကိုကျွန်တော်တို့ဖောက်လွဲဖောက်ပြန်တော်လှန်ရေးကိုကျွန်တော်တို့ကျွန်တော်တို့ကိုကိုကျိုးအတွက်အသုံးပြုနေတဲ့သူတွေအားလုံးကိုလည်းကျွန်တော်တို့ထိုက်တင်တယ်လို့အရေးယူဆောင်ရွက်ပေးဖို့အတွက်အထူးရေးကြီးပါတယ်။အဲတော့ကိုကျင့်တရား တိလတရားစိတ်သက်တရားတွေအားလုံးပြီးပြည့်စုံတဲ့အခုလိုမျိုးပြည်သူတွေနဲ့တွေ့ဆုံရဝမ်းသာသလိုဒီအားတွေအားလုံးကကျွန်တော်မြန်မာပြည်တွင်းမှာစစ်တပ်လုပ်တဲ့ဒုက္ခတွေတဘာဝကဖန်တီးတဲ့ဘေးဒုက္ခတွေကြုံတွေ့နေရတဲ့ပြည်သူတွေအတွက်အားအများကြီးဖြစ်စွာသိမ့်မယ်။နောက်တစ်မှာတစ်တစ်မှာတိတဲ့ပို့ပြီးတော့အောင်မြင်မှုတွေဖန်ဟိုဖန်တီးနိုင်ပြီးတော့ကျွန်တော်ချစ်တဲ့မြန်မာပြည်မှာပြည်သူအလုံးက လွတ်မြောက်တာယာငြိမ်းချမ်းတဲ့နိုင်ငံရေးစနစ်တည်နဲ့တကယ့်ကိုတိုင်းပြည်ထူထောင်ရေးမှာပါဝင်နိုင်ဖို့အတွက်ရောက်ရှိနိုင်တဲ့မင်္ဂလာအချိန်ကိုတကယ့်မင်္ဂလာရှိစွာဖြင့်ကျွန်တော်တို့ဆင်နွှဲနိုင်မယ်လို့ယုံကြည်တဲ့အကြောင်းပြောကြရနေပဲညီကုန်းချုပ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်